ဒုက္ခရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမကတော့ဒုက္ခရဲ့ဝိုင်းတော်သားတူဖြစ်တဲ့ဟိဇဲပဲဖြစ်ပါတယ်။ကျမအခုဖတ်ပြပေးမှာကတော့ဆရာအက္ခဇောရေးသားထားတဲ့တကားပိတ်ချင်းဆိုတဲ့ဝိထုထူလေးပဲဖြစ်ပါတယ်။တကားပိတ်ချင်း 2010ခုနှစ်တရင်ကျွအဖိန်နေဖြစ်သည်အောင်တော်တယောက်ကားဝက်လျှော်ရီကားတစီအားနောက်ဖုံးလဲနေလေသည်အောင်တော်တို့ကားဝက်လျှော်သည် ရန်ကုန်တိုင်းအင်းစိန်မြို့နယ်တွင်တည်ရှိသည်နာမည်အတော်သိရနေပြီမို့အကားများလာသည်အောင်တော်မှာကားဝက်လျှော်ရီအလုံးလုံးကိုင်းနေသည်မှာ၆နှစ်ခန့်ရှိပြီမို့ကားဝက်လျှော်ပိုင်းရှိတတိဦးကျော်မို့ဤတပည့်ရင်ဖြစ်နေပြီဖြစ်သည်အောင်တော်တယောက်အလုံးများနေစဉ်တတိဦးကျော်မို့ဤကားမှာ ဝက်ရှော့အရှိတွင်ရက်လိုက်သည်။အောင်းတော်အဖိတ်နေကြီးကွာမင်မနာဘူးလား။ဦးကျော်မိုးကပြောလိုက်သည်။မှန်သည်။တရင်ကျွတ်သဖြင့်အချားကားဝက်ရှော့အလုသမားများအလုံးလူလူခွင့်ယူကြသည်။မိဘအိမ်ပြန်သူကပြန်ပြီ။အမျိုးရေရှိရာရွာသူ ပြန်သူကပြန်ပြီဖြစ်သည်။ဦးကျော်မိုးကလည်းခွင့်ကိုလင်းငါရက်ပေးသည်။ခွင့်ပေးရုံမကထိုကဲ့သို့ကာလာမျိုးတွင်စူဂျီအဖြစ်နောက်ထပ်တလားစာထပ်ပေးလေရှိသည်။တကြံတရင်ကျွတ်နှင့်ဒီဇင်ဘာလမျိုးတွင် ဥကြုံမိုးကအလုသမားများအားအပူကြီးစုကြီးများပေးလေရှိသည်။အောင်တော်မိရောမပြန်လာကြပြီနော်။ဥကြုံမိုးကပြောလိုက်သည်။အောင်တော်ကလုံလက်စအလုကိုရက်လိုက်ပြီးမတ်တက်ရက်လိုက်သည်။ကျွန်တော်ရောမပြန်လာ၃နှစ်လောက်ရှိပြီဆရာ။အောင်တော်ကပြောလိုက်သည်။မင်းမိရှိသေးတယ်ဆိုမင်းမပြန်ဘူးလား။ဥကြုံမိုးကမေးလိုက်သည်။အောင်တော်ကအဝေးသို့လှည့်ကြည့်လိုက်ရင်ကျွန်တော်လောလောဆယ်မပြောင်းချင်သေးလို့ပါ။ နောက်ပြီးအမေကလည်းကျွန်တော်ကိုမတွေ့ချင်ဘူးထင်ပါတယ်။အောင်တော်ကပြောလိုက်သည်။ဦးကျော်မိုးကအန်ဆယ်ရင်းမှငွေများနဲ့ဆော်ရွက်စာရန်ဖိုင်များကိုယူလိုက်သည်။ပြီးနောက်သူကားစီပြန်လိုက်သည်။ကားပေါ်မတက်မီ။အောင်တော်ကြီးအခွင့်အရေးဆိုတာတကားတွေလိုပဲကွ။ဖွင့်ထားတဲ့အချိန်မှဝင်လို့ရတာ။တကားပိတ်သွားရင် တကားကိုထုလို့ပဲရမယ်။ဝင်လို့တော့မရနိုင်တော့ဘူး။ဦးကျော်မိုးကပြောလိုက်သည်။အောင်တော်ကခေါင်းငိမ့်လိုက်သည်။ဟုတ်ကဲ့ဆရာ။ ဒါကြောင့်လည်းအခွင့်ရေးရုံကျွန်တော်ကြိုးစားနေတာပေါ့။ဦးကျော်မိုးကအောင်တော်ကိုတစ်ချက်ကြည့်လိုက်သည်။မနေ့ပြန်တော့လာပြည်နေဝက်ရှော့ပိတ်မယ်။မင်းလည်းတရက်တလိနားပေါ့။ဒီနေ့တောင်အခြားလူတော်မာတွေတယောက်မှမရှိတော့ဘူးမလား။အောင်တော်ကခေါင်းငိမ့်လိုက်သည်။အောင်တော်သည်ကားအင်ဂျင်တစ်ခုကိုဖြုတ်ရင်းစဉ်းစားနေမိသည်။သူစဉ်းစားနေသည့်အကြောင်းက သူ့ငယ်ဘဝအကြောင်းများဖြစ်ပါသည်။အောင်တော်မှာအမိရင်းမဟုတ်ပါ။အောင်တော်၏အမိရင်းကအောင်ထွန်းဦးဖြစ်သည်။ သူမိခင်ပေးခဲ့သောနာမည်ဖြစ်တော့လေအောင်တော်ကမကြိုက်ပါ မြို့တက်အလုပ်လုပ်သောအခါနာမည်ကို အောင်တော်ဟုပြောင်းလိုက်သည် သူကိုလူအများက အောင်တော်ဟုသာတည်ကြသည် သို့သောမပုံတင်မှာကအောင်ထွန်းဦးပင်ဖြစ်ပါသည် အောင်တော်သည်ဘကိုးတိုင်းဒေသကြီးရွှေတောင်ခရိုင်ဒေါန်းစုံရွာဇာတိဖြစ်သည် အောင်တော်သည်တဦးဒီတော်သားဖြစ်သည်အောင်တော်အဖေမှာအငိမ့်စာအစိုးရအကြောင်းဆရာတယောက်ဖြစ်သည်လွန်ခဲ့သောရှင်နှစ်ခန့်ကကင်ဆာယောဂနှင့်တည်ဆုံသွားလေသည် အောင်တော်တို့မိသားစုမှာငကိုကလေးကချောင်းချောင်းလဲလဲတိတ်မရှိ သူဖခင်ကင်ဆာဖြစ်သောအခါရှိသည်များစီစဉ်ကုန်၍အကြွေများပြီးအများအပြားတင်နေလေသည် ထို့ကြောင့်အောင်တော်သည် သူဖခင်တည်ဆုံသည့်အခါအလုံးလုံးပြီးအကြွေဆက်ရန်အတွက်အိမ်မှထွက်ခဲ့ခြင်းဖြစ်သည်အောင်တော်သည် သူ့အမေနှင့်ဆက်ဆံရေးအဆင်မပြေပါငယ်စဉ်ကလေးကအမေသည် သူ့ကိုအညိုထားပြီးရိုက်သည်ဟု စိတ်ထဲဆွေးနေသည်အောင်တော်သည်တူဒီတော်သားဖြစ်သည်ဖြင့် ဖခင်၏အလိုလိုက်ခြင်းကိုခံထားရလေသည်ထို့ကြောင့်ငယ်စဉ်ကတည်းကစိုးသွမ်းသူတစ်ယောက်ဖြစ်သည်သို့သော သူအမေသည် သူ့အားအလိုမလိုက်အောင်တော်၏အမေသည်အယိုက်ကြံသည် ထို့ကြောင့်အောင်တော်သည်ငယ်စဉ်ကတည်းကအမေနှင့်ဆန့်ကျင်ဘဲဖြစ်ခဲ့သည်ဟင်ဂျေးများသည့်ကအစအောင်တော်သည်ကြောင်သားဘဝရောက်သောအခါကြောင်ပြေးခြင်းရံဖြစ်ခြင်းရည်စားထားခြင်းစသည်တို့တွင်သာ အချိန်ကုန်နေသည်အပေါင်းအသင်းများကို အလွန်မဲ့လေသည် အဖေသည်ထိုကိစ္စများကို လိုက်လံဖြေရှင်းပေးတော်လဲအမေသည်အောင်တော်အားရိုက်နှက်လေးရှိသည် အောင်တော်သည် စေတမ်းမအောင်ပါသုံးလေးနှစ်ကြားလေသည် အောင်တော်အဖေကင်းစားဖြစ်၍ဈေးုံတရားသောအခါအောင်တော်သည် စာဆက်တင်ရန်စိတ်ကူးမရှိတော့ပါသူသည် အလုလုပြီးငွေသာရှာလိုတော့သည် အောင်တော်၏အဖေကြီးသည် သူသားကိုဘွေရတယောက်ဖြစ်စေခြင်းသည် အောင်တော်၏ဘွေတပ်ပုံကိုအိမ်တွင်ချိတ်ထားခြင်းလေသည်သို့သောအဖေဆန္ဒမပြေခဲ့ပါ အဖေဆုံးသွားတော့သည် အောင်တော်လေအဖေဆုံးသောအခါအိမ်တွင်မနေတော့မြို့တက်အလုံးလုံးလေးသည်တောင်စုံရွာသည် အမိအမျိုးများရှိသောရွာဖြစ်သည် အမိတို့ထံတွင်လေယာမြေများရှိသည်အမိကတော့မြို့မတက်စေလိုအိမ်ရှိလေယာလုပ်ငန်းကိုသာလုပ်ကိုင်စေခြင်းသည်သို့သောအောင်တော်သည် အမိဆန္ဒကိုစံကျင်ခဲ့သည် အမေအားစံကျင်ရာသီကိုပင် အောင်တော်အရာသာရှိသည်ဟုထင်သည်အဖေဆုံးပြီးတော့အောင်တော်အင်္ဂါနေခိုးထွက်ခဲ့သည် အမေကိုစာလေးတစ်စောင်ရေးထားခဲ့သည်။အောင်တော်တို့အိမ်ကောင်းရင်တွင် အမေအမအောင်တော်ဤကြီးတော်ကြီးနေထိုင်သည်။ရွာကလည်းအောင်တော်အမေအမျိုးတွေများသည်မို့အောင်တော်အမေကိုတော့စိတ်မပူ။အိမ်ရှိလေယာများလည်းရောင်ချပြီးအကျွေးဆက်လိုက်ရတာများသည်။လေယာအချို့ကြံသေးသည်ကို သူ့မိကဆက်လက်လုပ်ကိုင်နိုင်မည်ဖြစ်သည်။မျိုးရောက်၍ဒုက္ခအမျိုးမျိုးကြုံခဲ့သည်။အလုံမျိုးမျိုးပြောင်းခဲ့ရသည်။ နောက်ဆုံးယခုကားဝက်ရှော့တို့ရောက်မှလူမှန်နေရာမှန်ဖြစ်သွားသည်ဟုဆိုရမည်။ယခုဆိုဝက်ရှော့တွင်အလုပ်လုပ်သည်မှာ6နှစ်ကျော်ပြီဖြစ်သည်။အောင်တော်သည်အိမ်မှထွက်သွားပြီးတနစ်ခန့်အကြာတွင်အိမ်ကို ပစံပြန်ပိုးနိုင်သည်။အောင်တော်သည်တနိုင်သမျှချွေတာနေထိုင်ပြီးအိမ်မှတင်းနေသောအချွေများမြန်မြန်ကြည်ရန်ပစံများချစ်ကုပ်စုပြီးအိမ်ပြန်ပိုးသည်။သို့သောအကျွေးများမှာ အတူများသည်မို့အခုထိဆက်မကုန်နိုင်အောင်ရှိနေသည် အောင်တော်သည်ရွာသို့မပြန်ဖြစ်တာထိုကလေးကဖြစ်သည်။အောင်တော်အမေသာအောင်တော်စီကိုလာဘူးသည်။လွန်ခဲ့သောနှစ်နှစ်ကဖြစ်သည်။အမေတို့ကလည်းဗျာလာမယ်ဆိုလဲကြိုပြော့ပေါ့။အခုတော့ကျွန်တော်လာမကြိုနိုင်ဘူးမလား။လမ်းထိပ်တွင်အမေနှင့်ကြီးတော်ကထိုင်ဆောင်နေသည်။အောင်တော်ကအလုတ်ကပြန်ရန်ပြင်လိုက်သည်။လာတာကလည်းတောဆန်လိုက်တာ။အထုပ်ပိုးတွေကလည်းများလိုက်တာ။မြမကလည်းကတော်သားတွေမြို့တက်လာတဲ့ဒပုံစံနဲ့ပဲ။အောင်တော်ကသူ့မိကိုပြောလိုက်သည်။ သူကြီးတော်ကတော့အောင်တော်ကိုမျက်ဆောင်ထိုးလိုက်သည် အောင်တော်တို့အမိသည်ဆွဲချင်းသုံးလုံးဆာလာအေကြီးတအိတ်အသေးကတအိတ်ပလတ်စတစ်ဖြင်းဖြင်းချုပ်ထားသောလက်ဆွဲအေကြီးကတလုံးတောင်းနေပလုံးတွေကလည်းပါသေးသည် အခုလာတာဘာကိစ္စလဲအောင်တော်ကမေးလိုက်သည် သူအမိကဘာမှပြန်မပြောသေးခင် ကြီးတော်ဖြစ်သူကဝင်ပြောသည်မင်းအမိမျက်ရိုးတွေကြိုက်ကြိုက်ပြီးမျက်ရည်ပူတွေကျနေလို့ဟိရွှေတောင်မှာပြတော့ရန်ကုန်မျက်စိစီယုံတော့ပြဆိုလို့လာခဲ့တာပဲ။ ကြီးတော်ကခံငုံငော့ပြောလိုက်သည်အောင်တော်ကတော့အထုပ်ပိုးတွေရေးထွက်နေသည်အထုပ်ပိုးအများစုမှာအောင်တော်ကြိုက်တတ်သောမြေပဲများဘာလက်ချောင်းကျော်များနှမ်းဖြစ်များနဲ့ရွာထွက်ကုန်ပစ္စည်းများဖြစ်သည် အင်ကြီးတုံးတဲ့နေအညာဆောင်တစ်ထည်ပစိုးအစ်စ်သုံးကွင်းလောက်ပါသေးသည်အောင်တော်အသုံးပြုရန်အသုံးဆောင်တွေလည်းပါသေးသည်သူနေသည်မှာအဆောင်ဖြစ်သည်ဝက်ရှော့တတိပိုင်းတိုက်ခန်းတစ်ခုကို အကန့်လေးတွေဖွဲ့ပြီးဝက်ရှော့မှာလူများအတူနေကြရသည် အမေတို့အထုပ်ပိုးတွေနဲ့အဆောင်နဲ့ဘလို့မှမဖြစ် နောက်ဆုံးဘုံကြီးကျောင်းသွားတဲ့ရင်အကြံရသည်အမေတို့ကိုအောင်တော်တို့ရက်ွက်ရှိဘုံကြီးကျောင်းတစ်ကျောင်းတွင် ခွင့်တောင်းပြီးထားရသည်နောက်နေ့အောင်တော်အမေနဲ့ကြီးတော်ကြီးတို့နှစ်ယောက်ကံတော်ကြီးမျက်စိဈေးုံတို့သွားကြသည်အောင်တော်မှလိုက်မပူအားခွင့်ကိုကြိုမတင်ခဲ့သဖြင့်ခွင့်ကမရသည်သို့တော့တတိကိုပြောလင်တော့ရသည်အောင်တော်ကိုယ်တိုင်လိုက်မပူကျင်တော်ကြောင့်ဖြစ်သည်အောင်တော်အလုဆင်းသည့်အထီး အမေတို့ပြန်မရောက်သေးအတန်းကြာမှဘုံကြီးเจ้าကို ပြန်ရောက်လာသည်ကြာလိုက်တာတနေ့ကိုကုန်းနေတာပဲအမေအားကဲပြောဘာယောဂါဖြစ်တာလဲကင်းစားလားအောင်တော်ကဒေါသဖြစ်မေးလိုက်သည်အောင်တော်အမေမျက်နှာတက်ချက်ပြတ်သွားသည်ဘာမှမဟုတ်ပါဘူးသားရဲ့တွေ့တူလေဖြစ်နေတယ်နောက်ပြီးအသက်ကြီးတော့မျက်လုံးတွေက ပါဝါတက်လာတယ်လို့ပြောတာပဲမျက်မှန်ရဲ့တောက်စီးရဲ့ရခဲ့ပြီအောင်တော်အမေကပြောလေသည်ဟဲ့နင်သားကိုပြောလိုက်လေ ကြီးတော်ဖြစ်သူကပြောလိုက်သည် အမေကတော့မျက်နှာကိုတစ်ချက်အောက်ချလိုက်သည်ဘာလဲပြောလေအောင်တော်ကမေးလိုက်သည်ဟိုဟိုလေအမေတို့ပတ်စံပြတ်သွားတဲ့သားအပြန်လန်းစီများသားစီကရမလားလို့အောင်တော်အမေကအတန်တူတူလေးဖြင့်ပြောသည်ဘာဗျအောင်တော်အတန်ကျဲသွားသည်ကြောင်ဝင်ထဲတွင်ဒီပြက်စီလဲနေသောဦးစင်းကအောင်တော်တို့ကိုလမ်းကြည့်လိုက်သည်လောက်ကုန်တော့ကျွန်တော်ပို့လိုက်တဲ့ပတ်စံတွေကုန်ပြီလား အောင်တော်ကမေးလိုက်သည်။အော်တားရဲ့အမေတို့ကအကျွေးတွေလည်းရှိသေးတယ်မလား။အကျွေးတွေထိုးဆက်ရတာရဲ့။နောက်ပြီးစီဘူးကလည်းထင်ထားတာထက်များနေတယ်။အမေတို့ကမသွားတတ်မလားတတ်နဲ့လိုင်းကားမှားစီလို့ဒီနေ့ဆိုရင်လည်းညစာတောင်မစားရသေးဘူး။တက်စီငါပြီးပြန်လာလို့လမ်းစီထောင်းသွားတာပါ။တားအစ်စင်မပြေရင်လည်းရတယ်လေ။အမေနကချွတ်ပောင်ထားခဲ့မယ်။အောင်တော်အမေကညှိုးငယ်စွာဖြင့်ပြောလိုက်သည်။ရတယ်အမေ။ မနေ့ပြန်တတိယကိုပြောကြည့်လိုက်မယ်။အောင်တော်ကပြောလိုက်သည်။စိတ်ထဲမှာလေအမေတို့ကရှုပ်ရှုပ်ရှက်ရှက်ပြားဟုရေရွလိုက်လေသည်။ထို့နောက်သူ့အမေနှင့်ကြီးတော်တို့ရေမိုးချိုးကြလေသည်။ညစာမစားရသည်ဟုသိရ၍အောင်တော်ကထမင်းလိုက်ကျွေးရန်စီစဉ်လိုက်သည်။အောင်တော်အမေရေမိုးချိုးပြီးအင်ကြီးလဲပြီးထွက်လာသည်။အောင်တော်အလွန်စိတ်ပြတ်သွားသည်။သူ့အမေမှာအင်ကြီးအနှွမ်းကြီးဝဲလာသည်။ အောက်ကပါတိတ်လုံးကြီးမှလည်းအဖြူကြီးမေးတွေတက်နေပြီးအယောင်မိန်နေသည် အပေါ်ကအညာတဲလက်ရှိကလေးမှလည်းပခုံးတွင် လက်ချုပ်လိုက်ထားသဖြင့်ချုပ်ရိုးကြီးကထင်းနေသည်အမေဘာစားကြင်လဲအောင်တော်ကမေးလိုက်သည်မင်းအမေကမြို့ဝတံပေါက်စားကြင်တာတီဗီကြော်ညာထဲမှာတွေ့တွေ့နေရလို့လေကြီးတော်ကြီးကဝင်ပြောသည် အမေကကြီးတော်ကြီးဤလက်ကိုကုပ်လိုက်လေသည် တွေ့တို့မှာပေါ့ အမေတို့ကစားလိုက်ရင်တခါလာလဲငပိရင်နဲ့ငချောက်နဲ့အခုလဲကြည်လေဒံပေါက်တဲ့အောင်တော်ကပြောလိုက်လေသည်သူ့အမေရောကြီးတော်ကြီးပါအတန်တိတ်သွားသည်အောင်တော်သည်လမ်းထိပ်ကလမ်းဘေးထမင်းဆိုင်လေးကိုခေါ်လာခဲ့သည်ဒံပေါက်မကြွေးနိုင်ရတော့မဟုတ်တော်ကြိုက်တွင်နီလူစီကားသည့်အချိန်ဒံပေါက်ဆိုင်သွားထိုင်ရမှရှက်တာလဲပါသည်သူ့အမေသွေးတိုးမှဆိုးတာကလည်းတစ်ချက်ဖြစ်သည်လမ်းထိပ်ထမင်းဆိုင်လေးတွင်ဟင်းလေးငါးမျိုးမှကြွေးလေသည် ။သူမေကြီးမှာထမင်းသိပ်မစားနိုင်တူကနန်းစိတ်ခနန်းသာစားသည်။ကြီးတော်ကတော့အစားဝင်သည်။အမေဟင်းတွေစားလေဗျာ။စားစေခြင်းလုံးတို့ကျွေးရ။အမေတို့ကလည်းဗျာခက်တယ်။အောင်တော်ကပြောလိုက်လေသည်။နောက်နေ့အလုရှင်ထန်းတို့ပြောကြည့်သည်။ဦးကျော်မူကသဘောကောင်းသူဖြစ်သည်။မင်းမေရောက်တာငါ့ကိုဆော့ဆော့ကပြောရောပေါ့။သက်ဆန်လို့ရလား။ငါလစာတော့ဝယ်ပေးလိုက်မယ်။မင်းမေကိုကတော့လိုက်ပေါ့။နောက်ဖြည်းဖြည်းမှပြန်ဆက်ပေါ့ကွာ။ ငါကားနောက်ခန်းထဲမှာငါ့ကိုသူများလာကြတော့ထားတဲ့မုံဘူးနဘူးရှိရဲ့မင်းတို့မေကိုပေးလိုက်ပေါ့ဦးကျော်မိုးကပြောရင်ငွေသားများထုတ်ပေးသည် အောင်တော့ညနေရောက်တော့ဖုန်ကြီးเจ้าကိုထွက်လာခဲ့သည် အမေကိုငွေများပေးပြီးမုံဘူးကြီးနှစ်ဘူးပါပေးလိုက်သည်တားရဲ့ပတ်စံတွေအပူကုန်နေပါမယ်မုံဘူးတွေဘာလို့ဝယ်ရလဲအမေကပြောသည် အောင်တော်ကနှုတ်ဆက်နေလိုက်သည်ပြီးမှအမေတို့ပြန်ရင်ဒါကားကြီးလိုက်မပို့တော့ဘူးအမေအောင်တော်ကပြောလိုက်သည် အေးပေါ်တာအမေတို့ကနှက်ပြန်အစိုးရပြန်မှာတာအေးရေးပြက်မယ်လိုက်မပူနေတော့အမေလည်းငွေနေနေဆရာတော်ကိုကတော့ခဲ့ဦးမှာပဲပြောပြောဆိုဆိုအမေကကျောင်းဆောင်ထဲသို့ဝင်သွားသည်ကြီးတော်ကြီးကသူ့ကိုစိုက်ကြည့်နေသည်ဒီမဲအောင်ထုံးမင်းကငါမပြောချင်လို့ကြည်နေတာမင်းမေကိုဆက်ဆက်နေပုံတွေကမဟုတ်သေးဘူးနော်ကြီးတော်ကြီးကပြောလိုက်သည်ဒီမဲတော်ကြီးကျွန်တော်တို့ကသားမိပါတော်ကြီးကသစိန်ကျွန်တော်တို့အကြောင်းတော်ကြီးဘလောက်သိလို့လဲ အောင်တော်ကပြောလိုက်သည်ဒေါ်ကြီးမှစိတ်တူသွားဟန်တူသည် ထို့နောက်ចောင်းဆောင်နေသူဝင်သွားသည်အောင်တော်လည်းအဆောင်သို့ပြန်လာခဲ့သည်နောက်တနေ့အောင်တော်မင်းမေရောက်နေတယ်ဆိုဖျားလေးပါလီလိုက်ပို့လိုက်ကွာဒူဝက်ရှော့ကဘင်္ဂါလီယူသွားဦးကျော်မိုးကအောင်တော်ကိုပြောလိုက်သည်သူတို့ဒီမနေ့ပဲပြန်သွားပါတယ်ဆရာဦးကျော်မိုးကဘာမှမပြောဘဲအောင်တော်ကိုကြည့်လိုက်သည်အေးဒါဆိုလည်းပြီးတာပဲ။ အောင်တော်ကားရင်ချင်းဖြုံနေရင်အတွေ့များကသူ့ချစ်သူလေးစီရောက်သွားပြန်သည် အောင်တော်ဤချစ်သူနာမည်ကချစ်စုဟုခေါ်ပါသည် သူမသည်လေနေမတက်လာကစက်ယုံတစ်ခုတွင် ဝင်ရောက်လုကိုင်းနေသူဖြစ်သည်ရည်စားတတန်တစ်နှစ်ကျော်ခဲ့ပြီးနှလုံးသားချင်းလေနေတဲ့နီလာခဲလေသည်သို့တော့အမေကိုတော့မပြောသေးပေလက်ထက်ခွင့်တောင်းပြီးမှပြောရန်ရည်ရွယ်ထားလေသည်မနေ့ပြန်လေတည်င်းကျုပ်ပရဲ့ချစ်သူနဲ့လေရန်စီစဉ်ထားပြီးဖြစ်သည် ချစ်သူတွေဖြစ်နေကြတော့လေနေရာတွေဝေးနေသည်ချစ်စုကလိုင်းသားရတွေနေသည် သူက အင်းစိန်တွေနေသည် များသောအားဖြင့်ဖုန်းဖြင့်ဆက်သွယ်ကြသည်ကများသည်ဖုန်းမှာလေထိုခေတ်ကအများသောဖုန်းများအသုံးပြုနေကြတော့အချိန်ဖြစ်သည်ချစ်စုမှာလေအလုံးနှင်မို့နှစ်ဦးသာအလုံးပိတ်ရဆုံးသည့်နေ့မှတွေ့ပြကြသည်ချစ်စုကလက်ကင်၏အရန်ကြိုက်သည် အောင်တော်ကချစ်စုအားလက်ကင်၏ပေးမည်ဟုပြောထားဘူးသည်မနေ့ပြန်လျှောက်လေလင်ကင်ရန်အတွက် ဒီနေ့ညနေကုံတိုက်တစ်ခုသွားပြီးလက်ကန်အေးဝယ်ရန်စီစဉ်ထားသည်ချစ်သူအကြောင်းစဉ်းစားရင်ညနေဆောင်းလာသည်နာယီကိုကြည့်လိုက်တော့ငါးနာရီပင်ထိုးတော်မူဝက်ရှော့တွင်လေသူတယောက်ထဲမှမီးတွေပိတ်လိုက်သည်ထို့နောက်ဝက်ရှော့ကိုတကားပိတ်လိုက်သည်အပြင်ရောက်တော့ငါးနာရီကျော်နေပြီဖြစ်သည်ရာသီဥတုကမိုးအုပ်နေသည်တရင်ကျုပ်ပြီးမိုးဖြတ်မလာမသည်ငါးနာရီဆိုတော့လေမိုးအုပ်နေသောကြောင့်မောင်းနေပြီဖြစ်သည် ဝက်ရှော့မှလက်အထွေနောက်မှခေါ်တန်းကြလိုက်သည်။ပါအောင်ထွန်းဟင်အမေအောင်တော့အံ့အားတင်းသွားသည်သူ့အမေရန်ကုန်တက်လာခြင်းဖြစ်သည်လက်ထဲတွင်တော့အထုပ်ပိုးများမှပါတော့ဘုံကြီးကြောင်တစ်ကြောင်တွင် ဝင်ပြီးမှသူ့ထံလာခဲ့ခြင်းဖြစ်မည်ဟုတွေးသည်အမေကလည်းစိုက်မစင်ပုံမစင်နဲ့ဖုန်းလေးပါလေကြိုးဆက်ပေါ့အောင်တော်ကပြောလိုက်သည်သူ့မိကတော့ဘာမှမပြောဘဲပြုံးပြီးကြည်နေသည် အမေနဲ့ခွဲထားကြခဲ့ပြီးမို့အောင်တော့အမေကိုအရင်ကားလောက်ဆက်ဆံရေမဟုတ်တော့ပေအမေကိုလွမ်းနေတာလဲပါသည် သို့တော့အမေအပေါ်မာနရီထားနေမိသည်အလုရှင်ဦးကျော်မူကလည်းမိဘမေတ္တာအကြောင်းတွေမိဘကိုလှုပ်ကြွေးရတာမွန်မြတ်ကြောင်းတွေအလင်းသင်နိုင်အောင်တော်ကိုပြောသည်အောင်တော်ကလည်းအရွယ်ရလာသည်မို့ရခင်ကလောက်မိခင်အပေါ်မစိုးတော့အခုလေအမေကိုလွမ်းနေသည်အမေကိုပြစ်ဖက်လိုက်ခြင်းစိတ်တွေပေါနေသည် သို့သောမာနရှိသေးသည် သူနှင့်အမေသည်တသက်လုံးမတည့်ခဲ့ကြသည်မဟုတ်လားသူအမေကိုအောင်မကျို့ခြင်းသည်စိတ်ဖြစ်နေသည်အမေကတော့အညာတဲလေးနှင့်ရောထမိန်အဟောင်းလေးဝတ်ထားသည် အမေကလည်းအင်ကြီးကောင်းကောင်းမရှိဘူးလားလာသားနဲ့လိုက်ခဲ့သားဝယ်ပေးမယ်အောင်တော်သည် အရင်ကလောက်သူ့မိပေါ်မရိုင်းတော့ရင်ကျက်ခြင်းဆိုသည်မှာအခြားသူအားတွေးပေးခြင်းဖြစ်သည်ဟုပြောတာကြားဘူးသည်ယခုလေသူ့မိဘက်ကဝင်တွေးမိသည် အမေသည်ချစ်ချစ်ကုတ်ကုတ်နှင့်အကျွေးချေရေးကိုသာလုံပန်းနေပုံရသည် အင်ကြီးများများဆဆအစ်စ်ဝဲချုံမီမဟုတ် အောင်တော်ကအမေကိုခင်မိကုံတိုက်တစ်ခုသို့ခေါ်သွားရန်ဆုံးဖြတ်လိုက်သည် ဝက်ရှော့ကဘင်္ဂါလီမှာ အောင်တော်ဤစီးတော်ရင်လေးဖြစ်နေပြီယူသားကြိုးစား၍တစ္ဆာရှိသော အလုတ်ကိုချင်မြန်နိုးသောအောင်တော်အားဦးကျော်မိုးကပေးထားခြင်းဖြစ်သည် အမေကိုကားရှိကန်းတကားဖွင့်ပေးလိုက်သည်ထို့နောက်အောင်တော်သည်ကားကလေးကိုမောင်းထွက်ခဲ့သည် စိန်ကေယာကွန်တိုက်ရောက်တော့အောင်တော်ကလမ်းဘေးတွင်ကားပတ်ကင်ထိုးလိုက်သည် ထိုးနောက်အမေကိုတကားဖွင့်ပေးလိုက်သည် အမေသည်ကိုပိုင်ကားတစ်ခါမှစီဘူးသူမဟုတ်သဖြင့်အပျော်ကြီးပျော်နေသည်ကားတကားလည်းမဖွင့်တတ်လမ်းတလျှောက်လိုနီယွန်မီလုံးများဖြင့်လင်းထိတ်နေသည့် ရန်ကုန်မြို့ကြီးကိုအံ့ဩစွာကြည်နေရင်လိုက်ပါခဲ့သည် အောင်တော်ကအမေလက်ကိုဆွဲလိုက်သည်အောင်တော်အမေလက်ကိုဆွဲပြီးလမ်းလျှောက်တာလူမန်းတိတဲ့ဆအရွယ်ကလေးကဆိုလင် ပထမဆုံးချိန်ဖြစ်မိထင်သည်။အောင်သောကလေးဘွားကတော့အမေလက်ဆွဲပြီးရှောက်ချင်းရှောက်ခဲ့ဘူးမြည်။သို့သောလူမန်းတိရက်ဆာအရွယ်ကလေးကအဖေနှစ်သွားတာများသည်။အမေလက်တွင်အေးဆန်နေသည်။ရာသီဥရုကြောင့်လဲပါမိထင်သည်။ကုံတိုက်ထဲဝင်လိုက်တော့မီးရောင်တွေထိန်နေနေသည်။တရင်ကျုံမှုကုံတိုက်များကိုမီးများဖြင့်အလားဆင်ထားသည်။အမေသည်တအံ့တအော်ရက်ကြီးနေသည်။အရင်ကဆိုအောင်သောသည် အမေကိုအော်မိမိဖြစ်သည်။ ယခုတော့အမေနဲ့အတူမိအလှကိုကြည်နေမိသည်အောင်တော်တို့ရွာမှာဓာရီမြင်ဖို့ဆိုတာအိမ်မဲဖြစ်သည်လျက်စစ်မိလုံးလေးများမှာရောင်စုံလင်းလျက်ပုံတရံမျိုးစုံဖြင့်ကုံတိုက်အဝင်းဝါတွင်လင်းလက်နေကြသည်ကုံတိုက်ထဲရောက်တော့အမေအားအင်ကြီးဝယ်ရန်ပြောသေးသည်သို့သောအမေကမဝယ်ဘူးဟုသာညင်းနေလေသည် အောင်တော်လည်းမိမအင်ကြီးမဝယ်တတ်ပေထို့ကြောင့်ကုံတိုက်ထဲရှောက်ကြည့်ကြသည် အောင်တော်ကတခုတတိယသွားသည် ချစ်စုအတွက်လက်ကမ်းအိတ်ဖြစ်သည်လက်ကမ်းအိတ်များရောင်းသောဆိုင်များရှိရောက်သောအခါအမေကလက်ကမ်းအိတ်တွေကိုငေးကြည့်နေသည် အောင်တော်ကလည်းလက်ကမ်းအိတ်များကိုလိုက်ကြည့်လိုက်သည် တွေ့ပါပြီလက်ကမ်းအိတ်ကလေးတစ်လုံးမှန်ပေါင်းထဲတွင်ထည့်ထားသည်လက်ကမ်းအိတ်ကချစ်စုတိတ်ကြိုက်သော အနီရောင်လေးဖြစ်သည် အောင်တော်ကလက်ကမ်းအိတ်ရှိဇီနုံစာရွက်အားကြည့်လိုက်သည်၃000ကျပ်အောင်တော်ကဆုံးဖြတ်ချက်ချပြီးဝယ်ယူလိုက်သည် အမေကတော့ လက်ကင်အိတ်ထွေးကင်ကြီးလိုက်ဈေးကြီးလိုက်ပြန်ချလိုက်နဲ့လုံနေသည် အမေ လက်ကင်ရီတခုယူလေအောင်တော်ကပြောလိုက်သည်တော်ပါပြီသားရဲ့အမေကဘာလို့ရမှာလဲအမေကပြောလိုက်သည်ယူပါအမေရဲ့အမေ့ကိုသားသတင်းကြိုကြတော့မှာအမေကြိုက်တာလေးယူလေအောင်တော်ကပြောလိုက်သည်အမေကအနှက်ရောင်တရုတ်ဖြစ်လက်ကန်ဧကလေးကိုကင်ကြည့်နေသည်မင်းကြီးတော်ကြီးကတော့ဒါမျိုးတိတ်ကြိမ်မှာဒါပေမဲ့ ဈေးက8000တောင်းအမေကပြောသည်အမေကလည်းအမေကြိုက်တာယူစမ်းမှာတားမှာပတ်စံပါပါတယ်ထို့သောပြင်ထို8000နဲ့ဧကလေးကို အမေကိုဝယ်ပေးလိုက်သည်အမေကထိုဧကလေးကိုလမ်းသွာရင်းလက်တွင်ချိတ်ကြည့်လိုက်သည် လာအမေဒံပေါက်သွားစားကြမယ်အောင်တော်ကအမေကိုခေါ်လိုက်သည်ဒံပေါက်ဆိုင်မှာမနီမဝေးတွင်ရှိသည် ကားနှင့်မသွားတော့ဘဲလမ်းလျှောက်သွားကြသည် တိုင်ပေါင်းဆိုင်မှာမဝင်ခင်ကပင်အနံ့များထောင်းထောင်းထားနေသည် အောင်တော်ကတော့တံပေါင်းမကြိုက်ပြီအလူအိမ်မင်္ဂလာဆောင်များတွင်သာစားသည်တံပေါင်းဆိုသည်မှလည်းနေတံပေါင်းနှင့်ရန်ကုန်တံပေါင်းအရသာကွာသည်မဟုတ်ပါလားညီလေးရေကြက်သားတံပေါင်းနှစ်ပွဲဖော်လူတာတစ်ခွက်လောက်ပေးပါတံပေါင်းဆိုင်ကဇပွဲတို့လေးကိုပြောလိုက်သည်အကူနှစ်ပွဲတောင်မှမလားတပွဲပဲမှာပြီးလိုက်ပွဲထက်อยู่ပေါ့ဇပွဲတို့လေးကပြောသည် ငါမှားတဲ့အတိုင်းလုံဆမ်းပါကွာစောင်းမကနှစ်ယောက်ကစပွဲတို့လေးကခါလေးညွတ်ပြရင်ထွက်သွားသည်အမေကတော့စကားသိမ့်မပြောဆိုင်ကိုဝင်ထွက်စားတော့နေကြသည့်သူများကိုကြည်နေလေသည်တံပေါက်မှာအချာစားတော့ဆရာများလို့မဟုတ်ချက်ချင်းရလေသည်အမေစားလေအမေအရင်စားခြင်းနဲ့တံပေါက်အောင်တော်ကပြောလိုက်သည် အမေကတံပေါက်ကို လက်စည်းပြီးအာရပါရစားလေသည် ။အောင်တော်ကတော့သူ့ကြက်သားများပါအမိကိုထည့်ပေးလိုက်သည်။တံပေါက်စားပြီးတော့ဖာလူတာတောက်သည်။သားရေဒီအေးလေးကအရန်တောက်လို့ကောင်းတာပဲ။အထဲမှာလဲတာကူစည်းတွေရောအစုံမဲနော်။အမိကပြောသည်။အမိရဲ့အဲ့ဒါဖာလူတာလို့ခေါ်တယ်။ရွှေတောင်ကဟာနေတော့꽈တာပေါ့နော်။ဒါကဖာလူတာအစ်စ်။အောင်တော်ကပြောလိုက်သည်။စားပြီးနောက်ကားစီလမ်းလျှောက်ပြန်ခဲ့ကြသည်။ကားပေါ်ရောက်တော့အမေ ရောက်တုံးရောက်ခိုက်မြို့ပတ်ကြည့်ကြတာပေါ့မကောင်းဘူးလားအောင်တော်ကမေးသည်အမေကတော့ဘာမှပြန်မပြောကားကောင်းကန်းတွေထိုင်နေသည်အောင်တော်ကလည်းကားကိုဖျားများဘက်မောင်းလိုက်သည်ရွှေတကုံဖျားပေါ်မတက်ဖြစ်ဖျားကိုကားဖြင့်ပတ်၍ပြလိုက်လေသည်ထို့နောက်ကံတော်ကြီးဆောင်ဘက်ပတ်မောင်းလိုက်သည်အမေမနေ့ပြန်တော့သားချစ်သူနဲ့ချိန်ထားတာရှိလို့နောက်နေ့တွေကြမှာဖျားလိုက်ဖို့ပေးမယ်နော်အောင်တော်ကပြောလိုက်သည်အော် သားကချစ်သူတွေဘာတွေတောင်ရနေပြီလားအမေကအံ့ဩသွားသည်ဟုတ်သားအမေကိုနောက်ကြောင်မှပြောမလို့ပါနှက်ပြန်လဲပြုံးစားကြီးဆိုတော့အမေနဲ့မိတ်မဆက်ပေးခြင်းသေးဘူးအမေမပြန်ခင်တော့တွေ့သွားဖို့အောင်တော်ကပြောလိုက်လေသည် အမေကဆေးလုံရှာနေပုံရသည် လေပတ်ပြီးတော့အဆောင်ပြန်လာခဲ့သည်အမေကိုတဲခိုကန်လိုက်ပို့ဖို့စိတ်ကူးလိုက်သည်တတနေ့တကူအမေကိုအစင်းမြစ်တဲခိုကန်တော့တဲပူစေခြင်းသည် အဆောင်တွင်လည်းအောင်တော်တယောက်သေးသာရှိသည်။ကြံအဆောင်နေသူများမှအတီးတီးပြန်သွားကြပြီဖြစ်သည်။သို့သောအမိကိုတော့အဆောင်မှာမထားခြင်း။ယောက်ျားလေးအဆောင်မှုညစ်ပတ်နေသည်။ကားကလေးကိုရက်လိုက်ပြီးတော့အဆောင်တကားကိုဖွင့်လိုက်သည်။ထိုစဉ်နောက်မှခေါ်တန်းကြားလေသည်။အောင်တော်ဤဖုံးလာရဲကွာ။မင်းပြန်လာတာနောက်ကျလိုက်တာကွာ။လာတာ၃လေးကောက်ရှိပြီ။အောင်တော်တို့နှစ်အင်ကျော်တွင် ဖုံးရှိသည့်အင်လေးရှိသည်။ အမေကဖုန်းမပြောတတ်နားရတယ်လို့ပြောသည်သူသာတခါတလေကြီးတော်ကြီးနဲ့ဖုန်းပြောရသေးကများသည်ဘယ်ရဆက်တာလဲအောင်တော်ကပြန်မေးလိုက်သည်ရွာကားတဲ့ဖုန်းလာခေါ်သည်ဦးလေးကြီးကပြောကပြန်လဲထွက်သွားလေသည်အောင်တော်သဘောပေါက်လိုက်သည်ရွာမကြီးတော်ကြီးကသူ့မိတယောက်ထဲမြို့တက်လာတာကိုရောက်မရောက်စိတ်မချ၍ဆက်ချင်းဖြစ်မည် အမေဒီလက်ကဲ့အီဒီကိုယူသွားပြီးအဆောင်ကအေကန်ထဲရစောင့်နေတာဖုန်းဆက်ပြီးပြန်လာခဲ့မယ် အောင်တော်ကပြောလိုက်လေသည်အမေကလည်းခေါင်းညိတ်ပြလိုက်သည်အောင်တော်ဖုန်းအင်ကိုထွက်ခဲ့သည် ဖုန်းကိုအသာမယူပြီးရွာဖုန်းနံပါတ်ကိုနှိပ်လိုက်သည်ခဏအကြာကြီးတော်ကြီးဖုန်းကင်လေသည် အောင်တော်ကဘာမှမပြောရသေးခင်မှာပင်အောင်ထွန်းရီညနေကမင်းမေအုံနောက်တွေ့ကြောပြက်ပြီးဆုံးပြီကွအောင်တော်နာကြများမှားသွားသလားလို့ထင်လိုက်သည်အမင်းနဲ့သူတွေ့ပြီးနေပြီပဲဘာဘာဖြစ်တယ်တော်ကြီး မင်းအမေညနေ၄နာရီလောက်က အုံနောက်သွေးကြောပြတ်ပြီးဆုံးပြီဟဲ့ကြီးတော်ကြီးကပျော်ပြီးငိုချင်းချနေသည်အောင်တော်ကင်ထားသည့်ဖုန်းမှာလွတ်ကျသွားသည်အောင်တော်မှာအပြေးတစ်ပိုင်းဖြင့်အဆောင်သို့ပြန်ပြေးခဲ့သည် ဖုန်းအိမ်မှာခင်မင်းနေသဖြင့်ဖုန်းဘူးနောက်မှအရှင်၍ရလေသည်အဆောင်ရောက်တော့အဆောင်တကားကနေအလင်းအမြန်ဝင်လိုက်သည်ဧကန်အတွင်တွင်မြည်သူမှ မရှိပါဧကန်စပွဲကုန်တွင်တော့ လက်ကင်အနီရောင်လေးနဲ့လက်ကင်အနေရောင်လေးကအခန့်သားနေရာယူထားသည်။အောင်တော်သည်ကြော်ဘူးအိတ်ဖြင့်ရှိသမျှငွေများအလုံးကိုထဲကအဝေးပြေးကာဝင်းသို့ဆင်းလာခဲ့သည်။ညာထွက်သည့်ကားဖြင့်ရွာသို့ရောက်အောင်ပြန်ခဲလေသည်။သူအမေနှင့်တွေ့ဆုံခဲ့ခြင်းသည်တကောင်ရံမက်သည့်အိမ်မက်ပမာဖြစ်နေသည်။ကားဂိတ်တွင် ကားမထွက်သေးခင် ဖုန်းဆိုင်တွင် ဖုန်းဆက်လေသည်။အရင်ဆုံးသူ့ချစ်သူချစ်စုကိုဆက်ရသည်။ချစ်စုရေကိုတောင်းပန်ပါရဲကွာ။ မနဲ့ပြန်မတွေးပြတော့ဘူးဟာမောင်ကလေညာကြီးမိုးချုပ်ကွာတွေ့မယ်လို့ပြောထားရဲ့သားနဲ့မောင်ဘလို့ဖြစ်လို့လဲချစ်စုကစိတ်ဆိုးသွားပုံရသည်ကို့မေးဆုံးသွားလို့ပါ အောင်တော်ကပြောရင် မျက်ရည်တွေကျလာသည် ချစ်စုကတစ်ဖက်မှဘာမှပြန်မပြောတော့အောင်တော်ကဖုန်ခွက်ကိုကြလောက်ခနဲချလိုက်သည်အောင်တော်နောက်ထပ်ဆက်မိသူက သူ့တတိဖြစ်သည်ဦးကျော်မိုး၏ဟန်ဖုန်းနံပါတ်ကိုခေါ်လိုက်သည်ဆရာကြီး ျွန်တော်မင်းညနေကဆုံးတယ်လို့ပြောတယ်။ကျွန်တော်အခုကားဂိတ်ကိုရောက်နေပြီ။အောင်တော်ကပြောလိုက်သည်။အေးစိတ်ကိုအေးအေးထားကွာ။မိရွာမှာနေဦးမှာမလား။ပဆန့်လို့ရင်တရင်ကျုံယုံပြန်ဖွင့်တဲ့အခါမြမစီဝါးရေးဘန်ကနေမင်းကိုငွေလဲပေးလိုက်မယ်။ထို့နောက်ဦးကျော်မိုးဖုန်းချသွားလိမ့်သည်။တညာလုံးကားစီရင်ငိုခဲ့သည်မို့မျက်လုံးတွေကဖူးယောင်နေသည်။မနက်လင်းအားကြီးမှရွာရောက်တော့သည်။ဆိုင်ကယ်ကယ်ရီကိုအိမ်ရှိအယောင်ငှားခဲ့သည်။ channel တို့ဝင်လိုက်သည့်အခါ channel တွင်ပန်းကလေးများပွင့်နေသည်အမေသည်ပန်းကြိုက်သူပြီးပြီး channel တွင်ပန်းပွင့်သောအပင်မျိုးစုံကိုစိုက်တတ်သည်အိမ်ရှိတွင်ကလပြင်းထိုးထားသည် လူတွေစုထိုင်နေကြသည်ရွာတလေးမှသုံးရက်ခန့်ထားမည်ဖြစ်ပါသည် အောင်တော်လည်းအိမ်သို့အပြေးဝင်လိုက်သည်ကြီးတော်ကြီးကအောင်တော်ကိုမြင်သောအခါအမလေးနင်တွေးကျင်တဲ့နင်သားအောင်ထွန်းပြန်လာပြီလေထကြည့်ပါဦးလားဟုပြောကငိုချင်းချနေသည် အောင်တော်ကလည်းဂယုမဆိုင်အားပဲအမေယုအလောင်းကိုကြည်လိုက်သည်ညာကဝှထားသည်အင်ကြီးလေးအတိုင်းဝစ်စင်ထားသည် အမေယုရေမှာအရွယ်အတော်ကြာနေသည် အဝိအစားများမှာဟောင်းနွမ်းနေလေသည် အောင်တော်လည်းအမေကိုဖက်လိုက်သည် အမေကိုလုံးမှာအေးဆက်တောင်းတင်နေလေသည်အမေမျက်နှာကိုမျက်ရည်များဖြင့်ကြည်လိုက်သည် အမေနှာခမ်းလေးများသည် ရေရေလေးပြုံးနေသည်ဟုထင်ရသည် အောင်တော်နားထဲတွင်တော့ ဥကြုံမှုပြောသောစကားတခုကို ပြန်ကြားရောင်းနေရသည် အခွင့်အရေးဆိုတာတကားတစ်ချက်လိုပဲဖွင့်ထားတဲ့အချိန်မှပဲဝင်ခွင့်ရတာပိတ်သွားရင်တကားကိုထုလို့ပဲရချင်းရမယ်ဝင်လို့မရတော့ဘူးထိုစကားကို အောင်တော်အခုမှနားလေသည် အမေဤနှလုံးသားတကားလေးသည် အောင်တော်အတွေ့ထာဝရပိတ်သွားခဲ့ပြီဖြစ်သည်ဒီဝိတုတိုလေးကိုနားဆင်သူများတွေတွင်လည်း တကားပွင့်နေသူများရှိကောင်းရှိပါလိမ့်မည်။ထိုတကားအားပွင့်နေသည်စင်မှာတံပိုးထားကြစီရင်တိုက်တွန်းအပ်ပါသည်။ထိုတကားပိတ်သွားပါက တကားအားထူးယုံမဲ့တတ်နိုင်ပါလိမ့်မည်။ထိုတကားသည် နောက်ဘဲတော်မှ ပြန်ပွင့်မည်မဟုတ်တော့ပါ။ က္ခစောရေးသားထားတယ်။တကားပိတ်ချိန်ဆိုတဲ့ဝိထုထုလေးကတော့ဒီတင်မဲ့ပြီးဆုံးသွားခဲ့ပါပြီ။နားဆင်ပေးခဲ့ကြတဲ့ဒုခရဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြွှင်လန်းချမ်းမြေကြပါသည်ရှင်။